မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ23ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့ကချင်လွတ်လပ်ရေးတပ်မတော် KIA ကနေမေလ20ရက်နေ့ကပြစ်ချခဲ့တဲ့စစ်ကောင်စီရဲ့ရဟတ်ယင်ဟာအိန္ဒိယနိုင်ငံထုံးကြီးကားတွေကိုတပ်ဆင်ထားတာကိုတွေ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေရဲ့ပြစ်ခတ်မှုကြောင့်ရွှေကူမြို့နယ်မှာပြတ်ချခဲ့တဲ့လေတပ် MI70 ရဟတ်ယင်ဟာအိန္ဒိယကော်မဏီ MKU ထုတ်ကြီးကားတွေကိုထပ်ပိုးပြီးတော့တက်ဆင်ထားတယ်လို့ရဟရင်ကရရှိထားတဲ့ဒစိအမှတ်သားတွေကတတ်သိခံနေတယ်လို့ဆိုပါတယ်တိုက်ခိုက်ရေးလက်နက်တော့မဟုတ်ဘူးပေါ့ရုရှားကဝယ်တဲ့ရဟရင်မှာအတွင်းကအတွက်အိန္ဒိယကုမ္ပဏီထုတ်ကြီးကားတွေထပ်ပိုးတက်ဆင်ထားတဲ့ပုံစံမျိုးပါလို့ Tactical Raptor 2.0ကတာဝန်ရှိသူကသုံးသပ်ပြောဆိုထားပါတယ်အိန္ဒိယကုမ္ပဏီ MKU ဟာ Gavro နာမည်နဲ့ကြီးကား plastic protection solutions တွေထုတ်လုပ်ပြီးတော့ night vision လိုမျိုးပစ္စည်းတွေကိုလည်း natro ဆိုတဲ့နာမည်နဲ့ထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်ပါတယ်။ Covero ကစစ်တီသုံးအုပ်ထုပ်ကြီးကားများကစပြီးတော့ကြီးရေလေစစ်သုံးရင်အမျိုးမျိုးအတွက် armor plates plastic protection solutions တွေအထိထုတ်လုပ်ကကုမ္ပဏီရဲ့ website မှာလည်း UH60 Black Hawk CH47 Chinook MI70 MI8 အပါအဝင်ရဟယင်အမျိုးမျိုးအတွက် plastic protection solutions armor plates တွေရရှိနိုင်ကြောင်းဖော်ပြထားပါတယ်။ ပြတ်ကျသွားတဲ့ရဟတ်ယာဉ်မှာတပ်ဆင်ထားတဲ့ပစ္စည်းတွေရဲ့ထုတ်လုပ်တဲ့နှစ်ကအခု2025ခုနှစ်ဖေဖော်ဝါရီလလို့ရေးသားထားတာကြောင့်ပြတ်ကျသွားတဲ့ MI7 တိမှာအဲ့ဒီပစ္စည်းတွေတပ်ဆင်ထားတာဟာမကြသေးဘူးလို့သိရပါတယ် Tactical Raptor 2.0ကစစ်ကောင်စီနဲ့အိန္ဒိယ Defense Industry ဂျားထဲမှာထဲထဲဝင်ဝင်ပတ်သက်နေတယ်ဆိုတာကိုခန့်မှန်ပြီးတော့မိမောင်းထိုးပြတဲ့ဥပမာတစ်ခုလည်းဖြစ်ပါတယ်လို့ဖော်ပြထားပါတယ် အိန္ဒိယအစိုးရဟာတရုတ်နေသူမြန်မာနိုင်ငံရေးမှာတိတိတသားဝင်ရောက်ဆွတ်ဖက်လာတာကိုလည်းဒဇဒဇနဲ့တွေ့မြင်လာရပါတယ်မေလ14ရက်နေ့မှာလဲတမူးပကဖအဖွဲ့ကတော်လိုင်းရဲဘော်10ဦးကိုလည်း အိန္ဒိယနေကြားဆောင်တပ်တွေကနေဖမ်းဆီးခေါ်ဆောင်တပ်ဖြတ်ခဲ့ပြီးတော့အလောင်းပြန်ပေးခဲ့တယ်လို့သိရပါဗျ။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ NUG အစိုးရကအိန္ဒိယအနေနဲ့စုံစမ်းစစ်ဆေးအရေးယူပေးဖို့တောင်းဆိုထားပါတယ်။ကြာဆုံးသွားတဲ့ရဲဘော်တွေရဲ့အလောင်းတွေကိုပြန်လည်တောင်းခံရမှာလေ။ပကဖရဲဘော်တွေအိန္ဒိယနယ်နိမိတ်အတွင်းဝင်ရောက်ကစတင်တိုက်ခိုက်ခဲ့တာကြောင့်နှိမ်နှင်းခံရတာဖြစ်တယ်လို့နိုင်ငံနယ်နိမိတ်ခြံစည်းရိုးခတ်မှုကိုမကန့်ကွက်ဖို့သဘောတူညီကြောင်းအချက်တွေပါတဲ့ခန်းဝင်ကို NUG ရဲ့မြန်မာဘက်ကတာဝန်ခံတွေကိုခေါ်ယူထားကဖိအားပေးပြီးတော့လက်မှတ်ရေးထိုးစေပြီးမှလွှဲပြောင်းပေးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ